ရည်စားရှိပါလျက်နဲ့မတိချင်အောင်စောင့်နေတဲ့မင်းသမီးတွေကိုဒက်ပြောလာတဲ့ထထထုံပရိသတ်များလုံးမဲမင်္ဂလာပေါင်းအနုပညာရှင်တယောက်နဲ့သူ့ကိုချစ်တဲ့ပရိသတ်ချားမှရေးမြတ်ထားတဲ့ပရိညာတစ်ခုရှိပါတယ်အဲ့ဒါကတော့ယူသားမှုပါပဲပရိသတ်တွေကသူတို့ရဲ့အချစ်တွေအားပေးမှုတွေအချင်းတွေကိုပေးရတဲ့အခါအနုပညာရှင်တွေစီကယူသားမှုကိုပြန်လည်မျှော်လင့်ကြတယ်ဒါပေမဲ့အဲ့ဒီယူသားမှုကအနုပညာရှင်တယောက်ရဲ့အနာဂတ်ကိုကြောက်ထဲတွန်းချနိုင်တဲ့ဓာတ်တလက်ဖြစ်နေခဲ့ရင်ရော ဒီနေ့မှာတော့ရီစားရှိတာကိုဖုံးကွယ်ထားတဲ့မင်းသမီးတွေနဲ့ပတ်သက်ပြီးမင်းသမီးထထထုံရဲ့ပောက်ကွဲတံပြင်းပြင်းဝေဖန်မှုတွေကနေမွေးဖွားလာတဲ့အနုပညာလောကရဲ့အငင်းပွားဖွယ်ရာအမှောင်တွိကံအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဒီဇလန်ရဲ့အစကတော့ပရိသတ်တီအလုံးပဇက်အဟောင်းသားဖြစ်သွားခဲ့ရတဲ့ကျင်ညာချက်တစ်ခုကနေစတင်ခဲ့တဲ့ရှင်။အဲ့ဒါကတော့မင်းသားဟင်းဝင်းရန်နဲ့မင်းသမီးဆိုဖီးသစင်တို့ရဲ့လက်ထပ်တော်မဲ့တဲ့င်းမှာပဲ။ဆိုဖီးသစင်ဆိုတော့သူမရဲ့အနုပညာတက်တန်းတစ်လျှောက်လုံးမှာအခြေရင်းနဲ့ပတ်သက်လို့တဲ့င်းမှုမွေးလေးတော့မထွက်ခဲ့ပဲ။ပရိသတ်တီရဲ့စိတ်ကပါးထဲမှာပြီးပြည့်စုံတဲ့စင်ကယ် ခွင်တယောက်လိုရက်တည်ခဲ့တဲ့သူပေါင်းဟင်းဝင်ရံနဲ့ဘလောက်ပဲသတင်းတွေထွက်ထွက်ပရိသတ်တွေကဘလောက်ပဲသဘောတူတူသူမဘက်ကတော့အနှိပညာမောင်နှမဆိုတဲ့စီးကိုဘယ်တော့မှမကြော်ခဲ့ပါဘူးဒါပေမဲ့လက်ထပ်တော့မယ်လို့တရားဝင်ကြေညာလိုက်တဲ့အခါမှာတော့အားလုံးကိုမှင်သက်သွားစေတဲ့အမှန်တရားတစ်ခုပေါ်ထွက်လာခဲ့တဲ့ရှင်သူတို့နှစ်ယောက်ရဲ့အချစ်ဇလန်းဟာတစ်နှစ်နှစ်နှစ်မဟုတ်ဘဲ6နှစ်တောင်ကြာခဲ့ပြီတဲ့ဒီအဖြေကပရိသတ်တွေရဲ့အတွက်တော့မေကွန်ပေါင်းများစွာကိုမွေးထုတ်ပေးလိုက်သလိုပဲရှင်ဘာလို့6နှစ်လုံးလုံးဖုံးကွယ်ထားခဲ့တာလဲပရိသတ်ပေါ်မယိုးသားချင်ခဲ့လို့လားဒါမှမဟုတ်အချစ်ရေးတစ်ခုကိုချပြလိုက်ရင်ပ ပရိသတ်အပိမှုရော့ကျသွားမှာကိုယ့်ရဲ့ market ကျသွားမှာကိုစိုးရင်ခဲ့ရလားဒီမေးခွန်းတွေကပရိသတ်တီချာမှာပဲ့တင်ထက်နေတုံးမှာပဲအမှန်တရားကိုဘယ်တော့မှမျက်နှာချိုသွေးပြီးမပြောတတ်တဲ့မင်းသမီးတယောက်ကဒီမီးပုံတွေကိုဓာတ်စီလောင်းထည့်လိုက်ပါတယ်အဲ့ဒီသူကတော့သမီးဆိုးဇက်ကားနဲ့ပရိသတ်မုံအောင်တရုပ်ဆောင်နိုင်ခဲ့တယ်လို့အပြင်လောကမှာလည်းဇကားပြောင်းရင်ဘယ်တော့မှပန်းမွေရခင်ပြီးမပြောတတ်တဲ့ထက်ထက်ထုံးမှာပဲ သူမကအင်တာဗျူးတစ်ခုမှာအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးသူမရဲ့အမြင်ကိုဘုံတလုံးကျဲချလိုက်တယ်လို့ချပြခဲ့ပါတယ်။အသက်30ကျော်ရုပ်ရည်ယူပကာကလည်းပြေဆောင်နေတဲ့မိန်းကလေးတယောက်ကရီးစားမရှိဘူးဆိုတာလုံးဝမဖြစ်နိုင်ဘူး။ဒါကတသက်မဲ့ဟန်ဆောင်ပြီးဖုံးကွယ်ထားတာပဲဆိုကဒေရိုးပြောချလိုက်ပါတယ်။သူမကဒီမာရီမဲမရက်လိုက်ပါဘူးရှင်။ ကျမကတော့ကိုဘကလူကိုရောပြိသက်ကိုပါလေးစားတယ်။ဒါကြောင့်ကို့အခြေရေကိုဘယ်တော့မှဖုံးကွယ်မချဘူး။ပုံမွေလင်းလင်းပဲချပြရတယ်။တချို့တွေလိုဟန်ဆောင်ရတာမျိုးမလုပ်တတ်ဘူးဆိုကအခြေရေကိုဖုံးကွယ်ထားတတ်တဲ့မင်းသမီးတွေကိုစကလုံးတွေနဲ့ပြင်းပြင်းထန်ထန်ဖိတ်ခတ်ခဲ့တာပါ။သူမရဲ့ဇကားရီမှာဘသူနာမည်မှာတတိကျကျထဲမပြောခဲ့ပေမယ့်နားထောင်နေတဲ့ပြိသက်တွေအတိုင်းကတော့ဒါဟာမကြသေးခင်ကအခြေရေကိုချပြခဲ့တဲ့ဆိုပြတဲ့စင်ကိုပြစ်မှတ်ထားမှန်းရိတ်စားမိခဲ့ကြပါတယ်။ ဒီလိုနဲ့ပဲဆိုရှယ်မီဒီယာပေါ်မှာစစ်ပွဲကြီးတစ်ခုစတင်ခဲ့ပါတယ်ထထထွန်ရဲ့ဇကားတွေကြောင့်ပြည်သက်တွေကနှုတ်ဆုပ်ကွဲသွားခဲ့တာပါပထမအုပ်စုကတော့ထထထုံပြောတာမှန်တယ်လို့ထောက်ခံကြတဲ့သူတွေပါသူတို့ရဲ့အမြင်ကအနုပညာရှင်ဆိုတော့ပြိသက်ရဲ့အပိမှုနဲ့ယက်တီနေတော့ပြိသက်ကိုယူသားရမယ်အခုလိုလက်ထပ်ခံနေမှာကောက်ခငင်ကကျင်ညာတာက6နှစ်လုံးလုံးအပိခဲ့တဲ့ပြိသက်တွေကိုမလေးစားရရောက်တယ်ဆိုပြီးခန်းစားချက်ပြင်းပြင်းနဲ့တုတ်ပြန်ကြပါတယ်ဒီအုပ်စုကခင်မဝမင်းမို့တို့လိုထိတ်တဲမင်းသမီးတွေရဲ့ဗေဒီစံတဲ့အခြေရေးတွေကိုပါဆွဲခေါ် ါ်လာပြီးတက်ထွန်ရဲ့ဇကားကမင်းသမီးအများစုရဲ့အရှိုက်ကိုထိသွားတယ်လို့ပဲသုံးသပ်ကြပါတယ်။ကဲဒါဆိုရင်ပရိသတ်တို့ရောထက်ထွန်ရဲ့ဇကားပေါ်ဘလို့ထင်မြင်ကြလဲရှင်။အလုံးကိုကျေးဇူးတင်ပါတယ်။ဆလပ်ပီဆလဘရီတီသတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်ရှင်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။